ရခိုင်ပြည်ဘူးတိအောင်မြို့နယ်တန်းလျှောက်ခံရွာအနားမှာစစ်ကြံလက်နက်တစ်ခုဖြစ်တဲ့ RPG 7J ပောက်ကွဲမှုကြောင့်မွတ်စလင်လူငယ်၂ယောက်သေဆုံးခဲ့ရတယ်လို့သိရပါဗျ။သေးဆုံးသွားသူတွေကတော့ဘူတိတော်မျိုးနဲ့နနွင်းတူကြီးွာကဆိုင်ဘူလာ15နှစ်နဲ့ကျောက်စိတ်ကြီးွာကမမောက်ဖိုင်ဆန်16နှစ်တို့ဖြစ်ကြပါဗျ။သူတို့တွေဟာအော်တိုဘားလ19ရက်နေ့ကဘူတိတော်မျိုးနဲ့တန်းချောက်ခံကြီးွာအနီးကျွေးကြောင်းနေစဉ်မှာ မြေပြင်မှာထိုးစိုက်ကြံနေခဲ့တဲ့ RPG-7 ဂျစ်တလုံးကိုထိမိရာကနေပောက်ကွေးမှုဖြစ်ပွားခဲ့ပြီးတော့ဒဏ်ရာအပြင်ထံရရှိကသေဆုံးခဲ့ရတာလို့ဒေသခံတယောက်ကနေရင်းစရာကိုပြောပါရယ်။တန်းလျှောက်ခံကြီးရွာဟာပြီးခဲ့တဲ့2024ခုနှစ်မေလ3ရက်နေ့ကစစ်တပ်နဲ့အာရခတပ်တော်တို့တိုက်ပွဲတွေအပြင်းထန်ဖြစ်ပွားခဲ့တဲ့နေရာလေးဖြစ်ပါရယ်။နေရင်းစရာရဲ့မတန်းတွေအရာရခိုင်မှာပြီးခဲ့တဲ့ဇန်နဝါရီလကနေ စက်တင်ဘာလအထိ9လအတွင်းမိုင်းနဲ့စစ်ကြံလက်နက်ပစ္စည်းတွေပောက်ကွဲမှုကြောင့်အရသာ18ဦးသေဆုံးပြီးဒဏ်ရာရရှိသူ82ဦးအထိရှိခဲ့ပါတယ်ရှင်။